ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့် software လေးကတော့ Mari လို့ခေါ်တဲ့ 3D texturing software လေးဖြစ်ပါတယ် Mari ကိုအထူးသဖြင့်ကျွန်တော်တို့ဒီရုပ်ရှင်နဲ့ဂိမ်းထုတ်လုပ်တဲ့နေရာမှာဒီ texture software နေနဲ့တုံးတယ်ပေါ့နော်ကျွန်တော်ရဲ့ artwork တွေအတွက်လည်းကျွန်တော် Mari ကိုပဲတုံးခဲ့တာများပါတယ် Mari ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီ official website ကနေတွားပြီး subscribe လုပ်လို့ရတယ်ဈေးလည်းအစားအသာရှိရပေါ့နော် Mari နဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့ဆိုရင်လည်းဒီ website မှာတွားပြီးတော့ landing တွားလုပ်လို့ရတယ် ကဲဒီတော့ Mari ရဲ့ user interface လေးကိုတစ်ချက်ကြည့်လိုက်ရအောင်။ Mari မှာ texturing လုပ်လို့ရတဲ့ type နှစ်မျိုးရှိရပါတော့။ဒီ node base texturing နဲ့ layer by layer texturing ဆိုပြီးနှစ်မျိုးရှိရ။ node base ဆိုတာကတော့အခုလိုမျိုး node တွေရှုပ်ချက်ခတ်နေတဲ့သွားတဲ့ texture flow ပေါ့နော်။ layer by layer texturing ကလည်းဟိုညီမပြရလူတွေနဲ့အရင်စိမ့်မယ်လို့ကျွန်တော်မထင်မတင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Photoshop ကင်နေလေးတွေဆိုရင် variability layer by layer နဲ့ ဟိုယင်းနှီးကျွမ်းဝင်မိတာဖြစ်တယ်ဗျာဆိုတော့ marine မှာလည်းထုံနေလကောက်မယ်ကျွန်တော်လေယာပိုင်းလေယာ masking တွေ opacity planning mode တွေနဲ့ကျွန်တော်အလုပ်လုပ်သွားရတဲ့ပုံစံပေါ့နော်တခြား texturing software နဲ့မတူပဲထူးခြားတဲ့အချက်ကတော့ Mario image projection လုပ်တဲ့နေရာမှာအရင်ကောင်းတာပါပဲ။ဆိုတော့ image projection အတွက်ကျွန်တော်လိုအပ်တဲ့ reference picture တွေအတွက်ကျွန်တော် website နှစ်ခုလောလောဆယ်ပြပေးထားမယ်ပေါ့နော်။ပထမဆုံး website ကတော့ texturing.com ဆိုတာဖြစ်တယ်။ ဒီမှာကျွန်တော်တို့ဒီကျွန်တော်လိုအပ်တဲ့ material တွေဘာညာတွေသွားပြီးတော့တရှာလို့ရရပါတော့ဒုတိယ website ကတော့ကျွန်တော် tasha.com ကိုခေါ်တယ်သူက monthly subscription 5ဒေါ်လာရှိရပါတော့5ဒေါ်လာဖိလိုက်တယ်ဆိုရင် point 1000ရတယ်အဲ့ point 1000နဲ့ကျွန်တော်တို့လိုချင်တဲ့ဟာမှန်မြောက်သွားပြီး download လို့ရရပါတော့ tasha.com ကိုသုံးရခြင်းရဲ့အကောင့်နဲ့အချက်ကတော့သူ့မှာကျွန်တော် social media မှာလို့ သုံးရတဲ့ဒီ PPR material ပေါ့နော် PPR material ဆိုလဲဒီမှာပေါ်ခြင်းသုံးခြင်းရှိတယ်ပြီးတော့ AGI တွေ animal reference တွေဒီတော့ရှိသမျှလောကကြီးရဲ့ material မှန်သမျှကိုဒီမှာတွားပြီးဖတ်ရှာလို့ရတယ်ပေါ့နော် Okay ရှေ့ရ website ကနေ down လာတဲ့ data တချို့ကိုတိုင်းလေးပဲအနေနဲ့သုံးမယ်တချို့ကိုကြတော့ alpha အနေနဲ့ပြောင်းလို့ရတယ်ဗျာ alpha အနေနဲ့ပြောင်းလိုက်ရတဲ့အားသာချက်ကတော့ ကျွန်တော် mari မှာဒီ image project လုပ်တဲ့အခါမှာကျွန်တော် masking အနေနဲ့လည်းသုံးလို့ရသလို effort stencil အနေနဲ့လည်းသုံးလို့ရပါတော့။ effort အနေနဲ့ဘယ်လိုသုံးလဲဆိုရင်ကျွန်တော်တို့ဒီ masking အုပ်ထားတဲ့ကောင်းနေပုံမှာကျွန်တော်တို့ဒီ masking ပုံမှာလာပေါင်းတာတွေ masking ပုံမှာလာနှုတ်တာတွေစားတဲ့ကိစ္စရဲ့တွေကိုဒီ effort လေးနဲ့ perform လုပ်လို့ရရပါတော့။အားလုံးခြေပြူပြီးရဲ့အခါမှာကျွန်တော်ဒီ channel layer မှာရှိတဲ့ channel တွေတစ်ခုချင်းစီကို flatten လုပ်ပြီးတော့ export ထုတ်ထုတ်လို့ရမယ် export ထုတ်ပြီးပြီဆိုရင်တော့တကယ် runner ချမဲ့ software ထဲမှာသွားပြီးတော့ material setup သွားလုပ်ရမယ်ပေါ့နော်ဒီ chair ရဲ့ texture မှန်တယ်မြောက်အထူးသဖြင့်တော့ကျွန်တော်တို့ဒီ base color ရှိမယ် roughness ရှိမယ် band map ရှိမယ် specular ရှိမယ်စားတဲ့ဒီ map တွေကို apply လုပ်ပြီးတော့လူကျင်တဲ့ reset ကိုရမယ်ပေါ့နော်ကဲဒီနေ့ marine ပတ်သက်တဲ့ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်များမှာလည်းကျွန်တော် 3D နဲ့ပတ်သက်တဲ့ဗီဒီယိုကွန်တန့်လေးတွေကိုစဉ်းစားမပြတ်လုပ်သွားနိုင်အောင်ကြိုးစားပါအောင်မယ် timeless ဗီဒီယိုလေးလည်းကျွန်တော်ရဲ့ channel မှာတင်နိုင်အောင်ကြိုးစားပါအောင်မယ်ကဲလို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုင်းတဲ့တည်းဆိုရင် like and subscribe လုပ်ပါပေးပါဦးစိတ်ချမ်းသာခြင်းကိုတင်မှာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ